ားလုံးပဲမင်္ဂလာပါ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ဒါ9ရက်4လ2025ရက်ဒီနေ့ဒါဂျားရက်ပေါ့နော်တတင်းလာနေ့ရဲ့ပွဲချံဒါပွဲချံသုံးသချက်တွေကိုတင်ဆက်ပေးမယ်ဒါဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့မနေ့ကကျွန်တော်တို့မောင်းပေါက်ခဲ့တဲ့အတွက်ဒီနေ့ဒါရွေးချယ်မှုကတော့ short ဆော့ရမယ်အနေထားပေါ့လေအဲ့တော့ဒီနေ့ကတော့ကျွန်တော်ရိုးရိုးပွဲလေး2ပွဲရွေးထားတယ်၄သင်းမောင်းလေးတစ်မောင်းရွေးထားတယ်ပေါ့နော်အဲ့တော့အဲဒီထဲမှာဒါ Premier League ကတော့ဒီနေ့လက်ကျန်တစ်ပွဲပဲရှိမယ်ကျွန်တော်ကဒါ Serie A တစ်ပွဲရှိမယ်ပြီးရင်ဒီ La Liga တစ်ပွဲရှိပြီးတော့ဒီတခြား La Liga 2က ဒီ LG နဲ့ Racing Defro ဆိုတဲ့ပွဲလေးကျွန်တော်ဒါလေးသင်းပေါင်းအနေနဲ့ရွေးထုတ်တာဖြစ်ပါတယ်အဲ့တော့ဒါ Wine Spot မှာဆော့မညီကိုနေရလဲဒါ Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုပြီးတော့လေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက Wine Spot မြန်မာ Facebook page နဲ့သူတို့ရဲ့ application သို့မဟုတ် website link ရဲ့ဒါ customer service call လေးကိုနှိပ်ပြီးတော့လေ24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ let's go ပါအဲ့တော့ဒါဒီနေ့ရဲ့လက်ကျန်ပွဲကတော့ကျွန်တော်ဒါ Premier League ကဒါ Leicester City နဲ့ဒါ Newcastle ပေါ့လေနော်အဲ့တော့ကျွန်တော်ဒါလေးဖွင့်ပြပါမယ်အဲ့တော့ Newcastle ရဲ့အဓိက ရည်ရွယ်ချက်ကတော့လက်ရှိဒါဥရောပဝင်ခွင့်အတွက်သူတို့ဒါရုံးကန်နေရတယ်အဲ့တော့ဒါဒီသူတို့ကန်ရမဲ့ပွဲရလေလက်ရှိကပြီးခဲ့တဲ့ကာရာဘောင်းဖလားမှာဒါလီဗာပူးအသင်းကို1-2နဲ့နိုင်ခဲ့တာဖြစ်တဲ့အတွက်ဒီကာရာဘောင်းဖလားမျှော်လင့်ချက်လေးသူတို့ရှိအောင်မယ်နောက်ဒါဟိုဖလားရသွားပြီဟာအဲ့တော့ဒါညူကာဆယ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ဒါသူတို့က ဆိုတော့ညူကာဆယ်ကပြီးခဲ့တဲ့ဒါကာရာဘောင်းမှာဒါလီဗာပူးအသင်းကို1-2နဲ့နိုင်ပြီးတော့ဖလားရသွားပြီအဲ့တော့လက်ရှိသူတို့ကံရမယ့်ရည်ရွယ်ချက်ကတော့ဒါအဲချန်ပီယံလိဝင်ခွင့်ရရှိအတွက်ပေါ့လေအဲ့တော့အဆင့်၄ကချက်စီအသင်းဟာ53မှတ်ဖြစ်တယ်လို့အောက်ကမန်စီးတီးက52မှတ်ဖြစ်ပါတယ်အက်စတန်ဗီလာက52မှတ်ဖြစ်ပါတယ်အဲ့တော့လက်ရှိနျူကာဆယ်အသင်းကရမှတ်50ဆိုတော့ဒီနေ့နိုင်တော့53မှတ်ချက်စီနဲ့ရမှတ်တူမှာဖြစ်တယ်တော့ဒီပွဲကမဖြစ်မနေမတ်စဝင်းနိုင်ရမယ့်ပွဲဖြစ်ပါတယ်အဲ့တော့ပထမအကြော်တော့ကနျူကာဆယ်ဒီအိမ်ခွင်းမှာ ဒီ Newcastle ဘက်ကနှလုံး50ပေါင်ပေးခဲ့ပြီးတော့ကျွန်တော်တို့ဒါ 4C ဆိုတဲ့ရက်လက်လीဖြစ်ခဲ့ပါတယ်ကြီးအောင်ခဲ့တယ်ပေါ့ဒါကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ကြီးကလည်းအဝေးဝင်းကနေ Newcastle ဘက်ကတလုံး50ရှုံပေးရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိတလုံး40ရှုံကပေးတဲ့ကြီးဝင်ရောမှာရှိတယ်ဆိုတော့တလုံး50ရှုံဝင်ရောမှာမှာတလုံး60ပေါင်ဆိုတဲ့ကိုပေါင်းကြီးတော့တိတ်မကြိုက်ဘူးပေါ့နော်ပြောချင်တာက B-boy G out ဝင်မဲ့အနေဒါနိုင်ရင်တော့မှနှစ်ကိုးပြတ်ဖို့နည်းနည်းလေးဖျားတားရမယ့်အနေဒါ ဖြစ်နေတယ်ဗောလေတေချာလာတစ်ခုကတော့ညူကဆယ်ဘက်ကအောက်ထစ်ကတလုံးဝင်ပါပဲအဲ့တော့ over 1.5တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ညူကဆယ်ဘက်ကကြီးပဲ3ခုအထိတွင်းဖို့ဆိုတာကတော့3လုံး60ပေါင်း GE ရတိတ်မဖြစ်နိုင်ဘူးဆိုတဲ့အနေအထားလေးဖြစ်နေတယ်ဆိုတော့ဖြစ်နိုင်ကြီးက40ရာခိုင်နှုန်းပဲရှိတဲ့အနေအထားမျိုးဖြစ်တယ်ဗောနော်အဲ့တော့ဒီပြီးခဲ့တဲ့ရာသီမှာနောက်ဆုံးထိတဲ့တွေ့ဆုံမှုဖြစ်ခဲ့တာ2022ရာသီမှာ Leicester City အိမ်ဝင်မှာညူကဆယ်အဝေးဝင်းကနေနောက်ဆုံးပြီးခဲ့တဲ့ GE ဟာ ကျွန်တော်ဒါ level 50ရှုံးပေးခဲ့ပါတယ်เนาะ3ခုပြန်နဲ့နိုင်ခဲ့တာကြောင့်အခုပေးတဲ့လေဒါတလုံးကို50ရှုံးဆိုတော့ Lester အင်္ဂွင်းသမိုင်းတစ်ချောင်းမှာ Newcastle ပေးခဲ့တဲ့ကြီးတယ်မှာအပြင်းဆုံးကြီးဖြစ်ပါတယ်အဲ့တော့အပြင်းဆုံးကတော့အဲဒီ2003ခုနှစ်တုန်းကအပြင်းဆုံးက level 100ရှုံးမဲ့ရှိခဲ့တာကြောင့်အခုတလုံး50ရှုံးဆိုတဲ့ကြီးကအင်မတန်ပြင်းလုံးပါတယ်အဲ့တော့ Lester City ကိုပြန်ကြည့်ရရင်ထူးခြားတာတစ်ခုကနောက်ဆုံး6ပွဲဇက်တိတိ ဂိုးမသွင်းထားနိုင်ဘူး Leicester ဘက်ကနော်ဂိုးမရအောင်ဘေးဥမကွဲတာ6ပွဲရှိသွားပြီဆိုတော့ Nesrine ရဲ့ Leicester City ကတော်တော်လေးကိုဆိုးရွားနေတဲ့အနေအထားပေါ့နော်အဲ့တော့ဒီ City အသင်းကို2-0နဲ့ရှုံးတယ် Man U ကို3-0နဲ့ရှုံးတယ် Chelsea ကို1-0 West Ham ကို2-0ဘယ်အသင်းလာလာကိုဂိုးမသွင်းနိုင်တဲ့ဘဲနဲ့ကိုရှုံးနေတဲ့အနေအထားမျိုးဖြစ်နေတယ်အဲ့တော့ဒီဟာဒီရဲ့ဒီ Leicester City အိမ်ခွင်မှာအဝေးခွင်အနေနဲ့အသင်းကြီးအနေနဲ့ပေးတဲ့ကြေးဒီမှာအပြင်းဆုံးကြေးကကျွန်တော်ဒါ ဒီ Man City အသင်းရှိပါတယ်အဲ့တော့ Man City ကဒီကဒီအဝေးခွင့်ကနေနှလုံး90ပေါင်းပေးခဲ့ပြီးတော့2-0နဲ့ကြီးအောင်ခဲ့ပါတယ်အာဆင်နယ်တောင်မှတလုံး100ရှုံးပေးပြီး2-0နဲ့အောင်ခဲ့တဲ့အနေအထားမျိုးမှာအခု Newcastle ကတလုံး90ရှုံးရတော့တော်တော်လေးပြင်းပါတယ်အဲ့တော့ Newcastle နဲ့ level 1တူတဲ့အသင်းကိုပြန်ရှာကြည့်ရရင် Aston Villa လေးတွတ်တွေ့ပါတယ် Aston Villa ဟာ Leicester City အိမ်ခွင့်မှာဒါ level 100ရှုံးပေးခဲ့ဖို့တယ်1-2ဆိုတဲ့ရလက်နဲ့ပွဲပြီးခဲ့တာကြောင့် Aston Villa လို့အသင်းလက်ရှိအဆင့်6အသင်း နော်ချေလူချင်းအသင်း SN Villa နော်ဥရောပဝင်ခွင့်အတွက်လည်းရည်ရွယ်ချက်ချင်းတူတဲ့ SN Villa အသင်းတော်အဝေးဝင်းကနေလက်စတာကိုနော်ပေးခဲ့တဲ့ဂျီက level တရာရှုံးမဲ့ရှိတာကြောင့်အခုပေးတဲ့နျူကာဆယ်ဂျီဟာတလုံး90ရှုံးကအင်မတန်ပြင်းလုံးပါတယ်တော်တော်ကြီးပြင်းပါတယ်အဲ့တော့ Leicester City ကလည်းလက်ရှိပြန်ကြည့်ရရင်နောက်ဆုံးပြန်ဖို့ဆိုအင်ကွင်း9ပွဲဆက်ပေါ့နော်ဟုတ်တယ်9ပွဲဆက် ကူမရဘူးဗျအဲ့တော့တော်တော်ကိုစိုးရွားနေတဲ့အနေအထားတွေဖြစ်နေတယ်ပေါ့လေအဲ့တော့နျူကာဆယ်ကတော့ဒါကိုအခွင့်အရေးကိုပိုင်ပိုင်နဲ့အသုံးချနိုင်မယ်လို့တော့ယုံကြည်တယ်ဒါပေမဲ့နှစ်ကိုးပြက်မပြက်ကတော့ဒါနည်းနည်းလေးစွန်စားရမယ်အနေအထားပေါ့လေနျူကာဆယ်ရဲ့လက်ကျန်ပွဲကတိတ်မလို့တော့ဘူးအဲ့တော့အဲ့ဒီထဲမှာအာဆင်နယ်အိမ်ဝင်ပွဲချက်ရှိတယ်ချက်စီးနယ်ပွဲချက်ရှိတယ်နောက်ဒီ SN Villa အိမ်ဝင်နော်လက်ရှိဥရောပချင်းပြိုင်နေတဲ့ SN Villa အိမ်ဝင်ပွဲချက်ရှိတယ် Man U ဒီပွဲပြီးရင်အဲ့ခံအောင်မယ်ပြီးရင်ကျန်တဲ့အလယ်လက်အသင်းတွေမှာ Brighton အသင်းပါတယ်နော်ပြီးရင် Crystal Palace ပါတယ်ဗျ Everton ပါတယ်ဆိုတော့ဒီလိုမျိုးအသင်းတွေကလည်းလက်ရှိအနေအထားမှာခြေစွမ်းတက်နေတဲ့အသင်းတွေဖြစ်တာကြောင့် မြူးကာဆယ်ဟာဒီလိုမျိုးဒီပွဲချက်ကာလမှာအချောင်ဆုံးဖြစ်တဲ့ Leicester City ကတော့၃မှတ်ကတော့ AACC ပဲရပါတယ်ဗျာเนาะအဲ့တော့40ရှုံးကတော့ကျွန်တော်မကြိုက်ဘူးမြန်မာကြီးနဲ့နေဖို့တော့ကျွန်တော် recommend မပေးပါဘူးတလုံးတရေနဲ့နေတော့အကျိုးမြတ်များမယ်ထင်ပါတယ်အဲ့တော့အရှုံးမရှိဘူးထင်ပါတယ်အဲ့တော့တလုံးတရေမှာလက်ရှိ87ရာခိုင်နှုန်းပေါက်ပါတယ်1000လောက်ရင်8000တရာပြင်ရမယ် အဲတလုံးတည်ကြီးနေပဲကျွန်တော်နျူကာဆယ်ယူနိုက်တက်လေးဒီနေ့ရွေးချယ်ထားပါတယ်เนาะတလုံးတည်နျူကာဆယ်ပေါ်ပြီးဖြစ်ပါတယ်အဲ့တော့ဒါကတော့ဒါပရီးမီးယားလိပွဲပါအဲ့တော့ကျွန်တော်တို့ဒါ series ဆက်သွားပါမယ် series မှာဒီနေ့လည်းတပွဲပဲကြာပါတယ်လက်ကြံပွဲဘိုလုံးညာနဲ့နာပိုလီပွဲပါအဲ့တော့ဒဲဂျီပေးထားတယ်နှလုံးသိရေးကြီးပေးထားတယ်အဲ့တော့အင်တာမီလန်ဟာလက်ရှိအနေထားမှာအဆင့်တက်မှာ68မှတ်နဲ့ဥဆောင်နေတယ်ဒုတိယကနာပိုလီ64မှတ်နဲ့ဒါအဲလိုက်နေတယ်ဗောနော်အဲ့တော့အဆင့်၄မှာဘိုလုံးညာအသင်းဟာ56မှတ်နဲ့ အာဦးရောပါဝင်ခွင့်အတွက်ဒါ run နေတယ်ပေါ့လေအဲ့တော့မနေ့က Juventus ကတည်ကြခဲ့တာကြောင့်56မှတ်နေပဲဒါကူကွာခြားချက်ဒါအပေါင်း18အရာဒါအစဉ်9မှာရက်တည်နေတယ်ပေါ့အော်ဘောလုံးညာဒီပွဲမှာတည်ရရုံနဲ့ဒါဒီ Juventus နဲ့ဒါတမတ်ပြတ်သွားမယ်အနေအထားလေးရှိနိုင်တာကြောင့်တစ်ဖက်က Napoli အနေနဲ့ကအဆင့်1ရဖို့ကပိုအရေးကြီးတယ်လို့တော့ကျွန်တော်တို့ယူဆတယ်ပထမချက်မှာ Napoli တင်းဟာလည်းပဲတရားရှုံးပေးခဲ့ပြီးတော့ကျွန်တော်တို့ဒါ 3C ဆိုတဲ့ရလက်ဖြစ်ခဲ့ပါတယ်ဒါကြောင့်ဒီဒီပွဲမှာတကယ်တမ်းပေးတဲ့ကြီးကဒေဂျီပေးရမှာဖြစ်ပါတယ်အဲ့တော့ပေးတဲ့ကြီးတော့ပေးထားတယ်ဒါပေမဲ့ နာပိုလီဟာအဆင့်1ရမယ်ဆိုခဲ့ရင်နော်အဲ့တော့အမှတ်လိုတာဖြစ်တာကြောင့်ဒီဒဲချင်းမျိုးပေးတာဟာနာပိုလီအနေနဲ့ဒီဘွဲမှာနိုင်ဖို့မသေးကြဘူးလို့ပဲကျွန်တော်တို့ယူဆတယ်တကယ်တော့နာပိုလီသေချာပေါက်နိုင်မယ်ဆိုရင်ဘူဂီဒီအနေနဲ့လဲပဲ30ချုံ40ချုံ50ချုံကတော့အောက်ထက်ဖွင့်သိမ့်တယ်လို့ယူဆတယ်အဲ့တော့လက်ရှိကြေးအရာကတော့ ဘောလညာဒီဘက်မှာမရှုံးနိုင်ဘူးအဲ့တော့ဒီဘောလညာအသင်းကလက်ရှိပြန်ကြည့်ရအောင်နောက်ဆုံး6ပွဲဆက်ကြီးအောင်ထားတယ်ဒီအချက်တစ်ချက်ထဲကြောင့်ဒီနေ့ဘက်မှာဘောလညာကြီးကြလာနိုင်တယ်ဒီနေ့ဘက်မကြရင်လာမယ့်တပွဲနှစ်ပွဲအတွင်းမှာကြနိုင်တာကြောင့်ဘောလညာလည်းတိတ်တော့မနေရဘူးเนาะအဲ့တော့တောက်လျှောက်ကတော့ခြေစွမ်းတော်တော်လေးကောင်းပြီဘောလညာအသင်းဟာခြေစွမ်းတည်ငြိမ်သောအနေအထားမှာရှိတယ် AC Milan လိုအသင်းကိုနိုင်တဲ့ Dortmund လိုအသင်းကိုနိုင်တဲ့တောက်လျှောက်ကအသင်းကြီးတွေကိုတောင်ဖိအားပေးထားနောက်ဆုံးမှာ Lazio လိုအသင်းကိုတောင်မှငါးဂိုးပြန့်နဲ့နိုင်ခဲ့တာဖြစ်တာကြောင့်ဘောလညာကိုပကံပေါ်တော့တိတ်တော့မရဲဘူးပေါ့လေเนาะအဲ့တော့ဘောလညာအသင်း င်လက်ရှိကောင်းတော့ဖောင်ရနှလုံးသည့်အရာအောက်လည်းမနေရဘူးရကံခဲ့တဲ့တောက်လျှောက်ကြည်လာပေါ့နော်နောက်ဆုံးအင်ကွင်း၈ပွဲမှာ9ပွဲက6ပေါ်ထားတာဖြစ်ပါတယ်ဒါကြောင့်ဒီပွဲကအန်ဒီရဲ့အရန်များတာကြောင့်ကျွန်တော်ဒီပွဲလေးတော့အရန်ကြီးတော့ recommend တော့မပေးချင်ဘူးဒီနာပိုလီအသင်းကတော့လက်ရှိအဝေးဝင်းနောက်ဆုံး၅ပွဲမှာတပွဲပဲနိုင်လာတယ်ဗနက်ဆီယာလိုတန်းဆင်းဆောင်ကအသင်းအင်ကွင်းမှာတော့ဇီးဇီးရခဲ့တဲ့နာပိုလီအနေနဲ့ဒီနေ့ဘောလုံးညာအင်ကွင်းမှာနိုင်ဖို့ဆိုတော့တိတ်တော့မဖြစ်နိုင်ဘူးဗျာအဲ့တော့ဘောလုံးညာရဲ့လက်ရှိကောင်းတော့ဖောင်နောက်ဆုံး၆ပွဲဆက်ကြီးအောင်တာတခုတည်းကြောင့်သာဘောလုံးညာရှောင်းအောင်မှာဖြစ်ပါတယ်ဆိုတော့လက်ရှိခြေစွမ်းနဲ့ ကြည့်အရာကတော့ဘိုလောညာပဲနေတဲ့နယ်လို့တော့ကျွန်တော်ကတော့ယူဆပါတယ်အဲ့တော့ဒီဘက်ကတော့အဲနည်းနည်းလေး risk များတယ်ကြိုက်တာကတော့ကျွန်တော်အဲ18တဲ့ပဲ chance နဲ့ဆိုရင်တော့အရှုံးမရှိဘူးထင်ပါတယ်နော်ဘိုလောညာ18တဲ့ပဲ chance ဖြစ်ပါတယ် okay အဲ့တော့နောက်ဘက်ကလာလီဂါလေးဖြစ်ပါတယ်လာလီဂါမှာကျွန်တော်တို့ဒါလီဂါနဲ့နဲ့ဒါအိုဆာဆိုနာပွဲလီဂါနဲ့ဘက်ကအင်ကွင်းကနေ level 20ပေးထားပြီးတော့နှလုံးတည်ရင်းနဲ့ပြန်ကထားတယ်ပထမကျော့အိုဆာဆိုနာအင်ကွင်းမှာအိုဆာဆိုနာဘက်က level 100ရှုံးပေးခဲ့တယ်11ဆိုတဲ့ရလည်းဖြစ်ခဲ့တာကြောင့်ဒီနေ့ဘုံမှာဒေဂျီပေးရမှာဖြစ်ပါတယ်အဲ့တော့အခုဒီလီဂါနဲ့ဘက်က level 20ပါးပါးလေးပြန်ဖွင့်ထားရဆိုဥစားဥစားစွန်နာနေနဲ့အရန်ကြီးရလာကောင်းမယ်အနေထားမျိုးတော့မရှိနိုင်ဘူးလီကာနဲ့တမိုင်းတစ်ချောင်းမှာအင်ဝင်၄ဘွယ်အကံဘူးတယ်၄ဘွယ်လုံးတော့ဂိုးအောက်ခဲ့တာဖြစ်ပါတယ်အဲ့တော့လီကာနဲ့ကိုပြန်ကြည့်ရင်လက်ရှိကာရဖောင်ရနည်းနည်းလေးဖွင့်စော့တဲ့ဇယိုက်လက္ခဏာသွားတွေ့ရတယ်ဗောနတိုက်စစ်ကလည်းတောက်လျှောက်ကိုးရတယ်ရီယယ်မက်ဒရစ်အင်ဝင်မှာတော့မှ3-2နဲ့ကန်ခဲ့တဲ့တိုက်စစ်ဟာဒီပွဲမှာ ဒါလက်ရှိအနေထားအရာကတော့ရလကောင်းတော့ကောင်းနိုင်တယ်ဒါပေမဲ့ဒီအားဒီအိမ်ခွမ်းမှာဖွင့်ခဲ့တဲ့ဒဲဂျီတွေကိုကြည့်ရရင်လက်ရှိဂရာဖီအဆင့်ဆက်တဲ့အသင်းကိုအိမ်ခွမ်းမှာလီကနက်ကဒဲဂျီပေးခဲ့ပြီးတော့ဝမ်းစီးနဲ့အောင်ထားကြောင်းလီကနက်တော့နည်းနည်းလေးလန့်ရတဲ့အနေထားလေးတော့ရှိနိုင်နေပေါ့လीเนาะနောက်ဒီအတူအပေါ်ကလက်ရှိဒီအိုဆာဆူနာရဲ့ဝင်းကျင်ပတ်ချာလေးအသင်းတွေဖြစ်တဲ့ဆီဗီလာအသင်းကိုလည်းထုံနီးလကောင်းပဲဒဲဂျီပေးခဲ့ပါတယ်ဒါဝမ်းစီးဆိုရရက်လေးလေးဖြစ်ခဲ့တာကြောင့်အခုပေးတဲ့ဒဲဂျီဒါလေးမဲ့20ဆုံး20ရှုံးဆိုရကြည့်အရာကတော့လီကနက်နည်းနည်းလေးအစိတ်ရှိနိုင်နေပေါ့ဒါပေမဲ့တစ်ဖက်ကအိုဆာဆူနာဟာเนาะအဲပြီးခဲ့တဲ့ပွဲမှာနောက်ဆုံးပေးခဲ့တဲ့အဝေးဝင်းမှာ ဘီဘာကိုအိမ်ကွက်မှာဈေးဈေးနဲ့ကန်ထားတာဖြစ်ပါတယ်။ကျန်တဲ့ပွဲတွေကြည့်ရရင်လည်းအဝေးကွင်းတောက်လျှောက်ကအရန်ကြီးခြေစွမ်းမှန်နေတော့ရီတန်ကောင်းသောအသင်းတွေကိုသာအိမ်ကွက်အရန်ကောင်းသောအသင်းတွေကိုသာရှုံးထားခြင်းဖြစ်ပါတယ်။နောက်ဆုံးရှုံးတာကဘာစီလိုနာအသင်းကို 3C ၊ဆယ်ဒါဗီကို 1C ၊ဆိုစီဒက်ကို 2C ဆိုတော့ဒီလိုမျိုးအသင်းတွေကိုပဲရှုံးတာဖြစ်ပြီးတော့အလဲလက်နဲ့အောက်ပိုင်းအသင်းတွေတော်တော်များများကိုအဆောက်ဆုံးတာဟာတည်ရင်နဲ့အနိုင်ကန်ထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲကတော့လက်ရှိအနေထားအရဒါအဆောက်ဆုံးတာနေနဲ့အဝေးကွင်းနောက်ဆုံး၅ပွဲကိုပြန်ကြည့်ရရင်လည်းတကိုးပဲသွင်းနိုင်တယ်။၄ဂိုးတိတိ ဒါဘေးကမကွဲဘူးပေါ့နော်ဆိုတော့ခန်းစစ်အသားပေးပြီးကန်တာတွေ့ရတယ်ဆိုတော့ဒီလိုမျိုးအနေထားမှာជីနဲ့ဒါခြေစွမ်းရနေမယ်ဆိုရင်ဒီဘက်တော့ကျွန်တော်အိုဆာဆူနာဘော်ဒီကြိုက်တယ်ဂိုးအောက်ကြိုက်တယ်နှစ်ချောင်းနဲ့တစ်ချောင်းဝင်နိုင်မယ်ထင်ပါတယ်โอเคဒါကတော့ဒါလီဂန်နဲ့ပွဲဖြစ်ပါတယ်ဟောကျန်တာကတော့ကျွန်တော်လီလာဒီလာလီဂါဒီ တူးရပေါ့နော်ဆိုတော့ LG နဲ့ဒီ Racing Defro ပွဲလေးတော့မဆိုးဘူးပေါ့နော်ဒီပွဲက Max ဝင်နိုင်ရမယ့်ပွဲတွေကနောက်တစ်ပွဲဖြစ်ပါတယ်အဲ့တော့လက်ရှိ LG အသင်းကတလုံး90ရှုံးမှာဒါနှလုံးကို30ရှုံးမဲ့ပေးထားပါတယ်တလုံးနေရင်90ရှုံးသွားမဲ့အတူနှလုံးနေရင်30ပဲရှုံးမဲ့အနေထားမှာ Go ball လေးကနေချင်းစရာပူကောင်းတယ်ဆိုတော့ Racing Defro ဘက်ကလည်းဒါ Go မြောင်းလင်းလို့ရတယ်လို့ LG ဘက်ကကြီးပဲနှလုံးဟို body အနေအနေထားရတလုံး90ရှုံးအနေထားမှာနှလုံးနေရင်အကျိုးမြတ်ရှုံးနေတာဖြစ်တဲ့အတွက်အများစုကတော့ဒါအာ Go ball ပို့ပြီးတော့တန်တဲ့အနေထားမှာ မှာစဉ်းစားကြမယ်ထင်ပါတယ်အဲ့တော့ဒါပေမဲ့ဒီလိုမျိုးခြေတွေအရာနှလုံး50ရှုံးမှာနှလုံး30ရှုံးဆိုကြဲက LT ဘက်က ဒီတွင်းရင်တော့မှ၃ခုအထိရောက်ဖို့တော်တော်လေးခဲရင်တဲ့ဂျီမျိုးဖြစ်တယ်လို့ Raising the Frog ကလည်း၉ရဖို့လုံးဝမရှိတဲ့ဂျီမျိုးဖြစ်ပါတယ်ပြောချင်တာက LG ဘက်ကပဲဒီဘွဲကတွင်းကိုတွေမြင်ရမယ်အနေထားလို့ပြောချင်တာပါအဲ့တော့လက်ရှိလုံး90ရှုံးနှလုံး30ရှုံးဂျီအရာ Vivo G out နှစ်ကြောင်းလေးရတစ်ကြောင်းဝင်နိုင်ပါတယ်ဆိုတော့ Vivo ကလက်ရှိအနေထားရ LG ရဲ့ဒါ Rhythm Phone ပြန်ကြည့်ရရင်တော်တော်လေးအဆင်ပြေတဲ့အနေထားမှာရှိရဒီနေ့နိုင်နာနဲ့63မှတ်နဲ့အပေါ်ကိုတက်မှာဖြစ်ပါတယ်เนาะ Lavender ကလက်ရှိကတော့တဘွဲအတာကို62မှတ်နဲ့ လက်ရှိကတော့အဆင့်တက်မှာရပ်တည်နေတယ်ဗောလေအဲ့တော့ဒီနေ့နိုင်နာနဲ့၃မှတ်ရတာနဲ့ LG က63မှတ်ရမှာဖြစ်တဲ့အတွက်ဒေချာပေါက်ဒီပွဲကတော့ LG 3မှတ်ရမှာတည်ကြပါတယ်တစ်ဖက်က Racing Defro အသင်းကတော့23မှတ်နဲ့အပေါ်ကဒီအဆင့်16ကဒီ Zara ကိုစားဒီရမှတ်40ကိုမှီဖို့ဆိုတာတော့တိတ်တော့မဖြစ်နိုင်ဘူးဗျဒီလိုမျိုးအနေထားမျိုးမှာကျွန်တော်ထင်တော့ Racing Defro throw လိုက်ပြီးထင်ပါတယ်เนาะဒါကြောင့် cancel ပဲအသားပေးပြီးဆော့မယ်အနေထားမှာရှိပါတယ်ဆိုတော့ LG အနေနဲ့ဒီအာဒီမှာလက်ရှိနောက်ဆုံးပေးခဲ့တဲ့ဒီအပြင်းဆုံးကြီးကတော့တလုံး90ရှုံးဒီ Caragina သူ့အောက်ကเนาะအဆင့်22ရမှတ်18မှာပဲရှိတဲ့ဒီ Cara ဂျီနာအသင်းကိုနောက်ဆုံးပေးခဲ့တဲ့ကြာလုံး90ရှုံးပေးခဲ့တာဖြစ်ပါတယ်ဆိုတော့2-1တက်ပေါင်းနဲ့ကြီးတော့ကြာခဲ့တယ်ဘောတော့အောင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါကအပြင်းဆုံးကြီးဖြစ်တဲ့တော့အခုအဆင့်27သူ့ဘောက Raising Defro အသင်းကိုလည်းလုံး90ရှုံးထပ်ပေးတဲ့အနေအထားမျိုးမှာဒီဘွဲကတော့ LG တေးပေါက်သုံးမှတ်ရမယ့်အနေအထားမျိုးဖြစ်ပါတယ်ဒါပါက Raising Defro ပြန်ကြည့်ရရင်လည်းအပြင်းဆုံးကြီးပေးခဲ့တာက ဒီ Granada အသင်းပေါ့နော်အဆင့်၈က Granada အသင်းဟာ Racing Defro ကိုတလုံး90ရှုံးပေးပြီးခဲ့ပြီးခဲ့ပြီးတော့ဒါ 3C နဲ့အောင်ခဲ့တာဖြစ်ပါတယ် Granada ကအဲ့တော့အဝေးခွင်းတောက်လျှောက်ကလည်းခန်းစစ်ပေါက်ပါတယ်ဒါကြောင့်ဒီပွဲလေးတော့ကျွန်တော်ဒီဒီဒီ LG Body လေးတော့မဆိုးဒါပေမဲ့တလုံး90ရှုံးမှာ90လောက်ကအနည်းငယ်ရင်းရနိုင်တာကြောင့်ဒီပွဲလေးကျွန်တော်တလုံးတည်ကြီးနဲ့ပဲနေဖို့ recommend ပေးပါတယ်အဲ့တော့လက်ရှိတလုံးတည်ကြီးကတော့68ရာခိုင်နော်တလုံး1000လောက်ရင်ဒါ6800ပြန်ရမယ် တလုံးသီးကြီးနေပဲနေဖို့ပဲအကြံပေးချင်ပါတယ်เนาะအဲ့ဒါဆိုတော့ဒီလေးဘွဲကျွန်တော်ပြောခဲ့တဲ့ဒီလေးဘွဲကိုဒါမောင်းလေးတွဲလိုက်တော့ဒီနေ့ရဲ့လေးသိန်းမောင်းလေးရမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲ good luck ပါဆိုတော့ဒါ wines ဘက်မှာစောကျင်နေညီကိုနေနေရလဲ promo code ဒါ gobi ရဲ့ promo code ဖြစ်တဲ့ gb777 ကိုအသုံးပြုတော့လဲ100% bonus ရနိုင်ပါတယ်အသေးသေးသိရှိလို့ပါကဒါ wines ဘက်မြန်မာ facebook page နဲ့သူတို့ရဲ့ application တို့မဟုတ် website link ရဲ့ဒါ customer service call လေးကိုနှိပ်ပြီးတော့လဲ24နာရီသိလို့ရတယ်မြင်မြန်လို့ရပါတယ်အားလုံးပဲ good luck ပါညီကိုရေเนาะဆိုတော့မနေ့ပြန်တို့ဒါဒီ champion league ဒါကြားရဲ့လေးပြန်တွေ့ပါမယ်အားလုံးပဲ good luck ပါဗျာ